PNB ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။နိုဝင်ဘာ၁ရက်နေ့ PNB ရဲ့ညကင်းသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့အစီအစဉ်ကိုကျွန်မနှင်းထုံကတင်ဆက်ပေးမှာပါ။ဒီကနေ့အစီအစဉ်မှာတော့ရဲတပ်ဖွဲ့တိုးချဲ့မယ်လို့ခင်မဲဆွဲတာဟာလူထုကိုမရယာပြုချင်းမိရန်တရားတိုးချဲ့တာဖြစ်တယ်လို့တပိတ်ခေါင်းဆောင်ကိုနန်းလေးမှချက်ပြုတဲ့သတင်း။ TNLA အပြည့်ရပြီးနောက် AA ရဲ့ထိ ंछ ုတ်တေတာတွေမှာစစ်တပ်ကလေကြောတက်ခိတ်မှုပုံမှုများပြားလာတာကြောင့်အထုပြုစိတ်ကြဖို့ AA သတိပေးလိုက်တဲ့သတင်း 38နှစ်အတွင်းအတက်ဖွဲ့ဝင်တထွန်ကျော်အသစ်ဆုခဲ့ရပြီး9000ကျော်ကိုလေးအင်ကာဆုခဲ့ရတယ်လို့ APSDF ထုတ်ပြန်လိုက်တဲ့သတင်းရေကော့ဘွဲဝါရဖျားဆက်ကာဝေဖန်သူတွေရဲ့ post မှာ react ပေးသူတွေကိုပါစစ်ကော်မရှင်ကအညှို့နဲ့ဖမ်းဆီးတယ်ဆိုတဲ့သတင်း try ရဲ့ရံပုံငွေရတတ်မှုကြောင့် RFA ရဲ့သတင်းအစီအစဉ်တွေကိုမဖြစ်မနေဆိုင်ငံ့ရတော့မယ်ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ပထမဆုံးသတင်းတပုတ်အနေနဲ့ရဲတပ်ဖွဲ့တိုးချဲ့မယ်လို့ခင်ယီမဲဆွဲတာဟာပြည်သူလူထုကိုမရေယာပြုချင်းမဲ့ရန်တရားတိုးချဲ့တာဖြစ်တယ်လို့တပိတ်ခွန်ဆောင်ကိုနန်းလင်းမှချက်ပြုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်ရှင်ကကျင်းပမဲ့ရွေးကော်ပွဲမှာကြန့်ခိုင်ရေးပါတီကသူတို့ရွေးကော်ပွဲအနေရပြီးအာနာရလာပါကရဲတပ်ဖွဲ့အင်အားကိုမဖြစ်မနေတိုးချဲ့ဖွဲ့စည်းသွားမယ်လို့ကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌခင်ကမဲဆွယ်စည်းရုံးရမှာပြောပါတယ် ဒါဟာရွေးကော်ပွဲအလူမှာလူထုကိုမရေရပြုခြင်းမဲ့ဖိနှိပ်ရေးရန်တရားတွေပို့တိုးချဲ့မယ်ဆိုတဲ့သဘောဖြစ်တယ်လို့ရန်ကုန်ပြောကြားသပိတ်ခွန်ဆောင်ကိုနန်းလင်းကမှတ်ချက်ပြုပါတယ်။ဒါအပြင်နရော့ခွန်ခုနစ်ကလေးကဆွာအရှင်တီထွန်သူရဲ့မဲဆွယ်ကလေးဟာတိမ့်ပြေပြောလဲတဲ့စီရေးရန်တရားတွေခိမ့်မှရေးလူထုကိုနီလာပေါ်စော်အကြမ်းဖိနှိပ်နေရေးဥတီထားတာဖြစ်တယ်လို့လဲဆိုပါတယ်။ လူရန်ကားတွေပိုရန်ကားခွင့်ရသွားမယ်အကျန်းဖိတ်ရွေးကော့ပွဲဆိုတာဟာပိုပြီးထင်ရှားတဲ့ထင်ရှားလာတယ်လို့ရန်ကုန်တပိတ်ကောင်းဆောင်ကိုနန်းလင်းကလူမှုကွန်ရက် Facebook မှာမှတ်ချက်ပြုပါတယ်ကျောင်းခရီးပါတီရဲ့ချမှတ်ထားတဲ့မူဝါဒတွေထက်ကအတိန်နိုင်ငံလုံးချုပ်ရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်ပြုလုပ်တာဖြစ်တယ်လို့ကျောင်းခရီးပါတီဥက္ကဋ္ဌခင်ကဆိုရှယ်မီဒီယာ TikTok ကနေမဲဆွယ်စည်းရုံးရမှာထည့်သွင်းပြောကြားခဲ့တာပါ ိုင်ငံတည်ငြိမ်မှုနဲ့ဖွံ့ဖြိုးမှုတည်ဆောက်ဖို့တရားဥပဒေစိုးမိုးရမှာဖြစ်တာကြောင့်တရားဥပဒေစိုးမိုးရေးခိုင်မာအောင်အုပ်ချုပ်ရေးစနစ်တည်ဆောက်ရေးကိုပထမဦးစားပေးအနေနဲ့ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်ဒါကြောင့်နိပညာသုံးပြီးအချိန်စမိမိဆောင်ရွက်ဖို့လိုသလိုနိုင်ငံရဲ့ဒုတိယအင်အားအကြီးဆုံးဖြစ်တဲ့ရဲတပ်ဖွဲ့အင်အားကိုတိုးချဲ့ရမယ်လို့ပြောပါတယ်။ ဒရိုက်ဆန်ကာကွယ်ထိမ့်သိမ်းဆော့ရှော့ရေးရဲတပ်ဖွဲ့ရှီဟောအမွေနှိဆိုင်ရာဆော့ရှော့ရေးရဲတပ်ဖွဲ့ကိုတိုးချက်ပွဲစီရမှာဖြစ်ပြီးအစိုးရအုပ်ချုပ်တဲ့စနစ်မှာပြည်သူဗဟိုပြုအုပ်ချုပ်ရဲ့အုပ်ချုပ်တဲ့အုပ်ချုပ်ရေးစနစ်ပြောင်းရမှာဖြစ်တယ်လို့ခင်ကြီးကပြောပါတယ်အနာဒိစစ်တပ်ကအော်တိုဘတ်30ရက်တည့်ထဲရခိုင်ပြည်နယ်စစ်တွေရသေးတော့ ပုံနာကျွန်းပေါ်တော်ကြော့ဖြူမျိုးနဲ့ဆင်းချောတိတ်နယ်ကုံပွေးရွာကအရသားပြည်သူတွေရှိရနေရကိုလေကျွန်း၊ရေကျွန်းလက်နဲ့ချေးပါဝင် drone တွေနဲ့ပုံကျဲတက်ခတ်ခဲ့တာကြောင့်အရသားရှိဦးတည်ဆုံးပြီး22ဦးတန်ရာရခဲ့တယ်လို့ဖော်ပြထားပါတယ်။မနေ့ကလည်းပုံနာကျွန်းမြို့နယ်ပန်းနီလာရွာကိုလေကျွန်းတက်ခတ်ခဲ့တာကြောင့်အရသား၄ဦးတည်ဆုံးပြီး10ဦးမှာပြင်းထန်ဒဏ်ရာနဲ့ဆိုးရိမ်ရကဒဏ်ရာရရှိသူတွေများပြားတယ်လို့ဒေသခံတွေက VMB ကိုပြောပါတယ်။ ဒီလိုရှမ်းမြောက်မှာအပြစ်ရပြီးတော့အော်တိုဘာ30ကစပြီး AA ထိတ်ချုံမြို့နယ်တွေကိုလေကျောစစ်စင်ရေးတွေစတိုက်ပြုတ်လုံလာလို့နှစ်ရက်အတွင်းပြည်သူတေဆုံးတိခိုက်မှုတွေအများအပြားဖြစ်ခဲ့ရတာပါ။ စစ်တပ်ဟာအော်တိုဘာအတွင်း TNLA ထိချုပ်တဲ့ဒေသကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ခဲ့ပြီးအော်တိုဘာ26နဲ့29ရက်ကတရုတ်စီစဉ်တဲ့ဂူမင်းဆွေးနွေးပွဲအပြီးအပြည့်ရသဘောတူညီမှုရခဲ့လို့လေကြောင်းတိုက်ခိုက်တာတွေရှောက်မြောင်မှာရနာသွားတာဖြစ်ပါတယ်။မြန်မာတိုင်းနိုင်ငံလုံးအနှံ့အပြားကစီးရင်နဲ့လုံးဝမတင်းစင်တဲ့အရသာပြည်သူနေထိုင်ရာမြို့ရွာစာတင်ကျွန်းဆေးရုံလူနေထူထပ်သောရပ်ကွက် ဘာသာရေးလူမှုရေးပွဲတွေကြောင့်ဖြစ်ပေါ်လာတဲ့လူစုလူဝေးရှိတဲ့နေရာတွေကိုလူမဆန်စွာတရေပေါ်ကြုံစွာနဲ့လေကျောင်းကနေပုံကျဲတိုက်ခိတ်နေတာလက်နေဂျီဒရုန်းများနဲ့ UAS ရှိရှိပြေခတ်တိုက်ခိတ်နေတော့ဟာစီရဆုကိုပျော်ကြကြကျူးလွန်နေပြီးလူသားမျိုးနွယ်တွေပေါ်လက်နေအားကိုနဲ့ပြစ်မှုကျူးလွန်နေတာဖြစ်တယ်လို့ AA ကထုတ်ပြန်ပါတယ်။ဒါအပြင်လူသားမျိုးနွယ်အပေါ်လက်နေအားကိုနဲ့ပြစ်မှုကျူးလွန်နေတာလို့လည်းဆိုပါတယ်။ ရခိုင်ပြည်နယ်မှာစစ်တွေမအောင်နဲ့ကြော့ဖြူကလွဲပြီးကြံမျိုးတွေကိုစစ်တပ်ကလက်လှုပ်ဆုံရှုံထားရတာဖြစ်ပြီးလက်ရှိမှာလည်းဘကိုးတိုင်းမကွေးတိုင်းနဲ့အေရရီတိုင်းစတဲ့နေရာတွေပြီးအေအေရဲ့စီးရေလှုပ်ရှားနေမြေတချို့တွေမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။အခုကတော့38နှစ်အတွင်းတပ်ဖွဲ့ဝင်တထွန်ကျော်အသက်ဆုံးခဲ့ရပြီး9000ကျော်ကိုလစ်အင်ကာဆုံးခဲ့ရတယ်လို့ APSDF ကထုတ်ပြန်လိုက်တဲ့သတင်းကိုကို AK ကတင်ဆက်ပေးထားတာပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦးမာကာဒါတာ ABSD ကရှစ်လေးလုံးရေးတော်ပုံတွေကလည်းယနေ့အချိန်ထိ39နှစ်အတွင်းတပ်ဖွဲ့ဝင်တစ်ထောင်ကျော်သက်ဆုံးခဲ့ရပြီး8000ဟာအာဏာရှင်ကိုတော်လှန်နေရင်ကိုလက်အင်ကဆုံးခဲ့ရတယ်လို့ ABSD ကထုတ်ပြန်လိုက်ပါတယ်ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာကြာရောက်တဲ့ ABSD ရဲ့39နှစ်ပြည့်ထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပြီးလူမျိုးပေါင်းစုံအင်အားစုအသီးသီးနဲ့အတူကိုကံကြမ္မာကိုဖန်လီခွင့်နဲ့ဖက်ထရယ်ရေးတို့အတွက်ဟန်ချက်ညီညီ လက်တွဲတိုက်ပွဲဝင်နေရှိတယ်လို့လည်း ABSDF ကဆိုပါတယ်။ ABSDF ကို1988ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးဒီနေ့မှာတော့38နှစ်တည်တည်တိုင်ခဲ့ပြီဖြစ်ပါတယ်။လက်ရှိမှာမကွေး၊စကိုင်း၊မန္တလေးနဲ့ကချင်ပြည်နယ်တို့မှာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်နေရှိတယ်လို့လည်းဆိုပါတယ်။ ABSDF ရဲ့ဥက္ကဋ္ဌရဲဘော်တန်ခဲကလည်း ရဲဘော်တွေရဲ့ရဲစံတတိစွန့်လွတ်နင်နာခံမှုနဲ့ရယူနိုင်ခဲ့တဲ့အောင်ပွဲတွေကိုဂုဏ်ပြုသလိုကြာဆုံးသက်ပြီးခဲ့ကြတဲ့ရဲဘော်အပေါင်းကိုလည်းအာဇာနည်သူရဲကောင်းအဖြစ်ကပီးတို့မှတ်တမ်းတင်ထားပါတယ်လို့ဂုဏ်ပြုသဝင်လာမှာထည့်သွင်းဖော်ပြထားပါတယ်။ဒါအပြင်ဒူဒူတိုက်ပွဲအပါအဝင်လက်နက်ကင်တိုက်ပွဲနဲ့ပါပေါင်းဆက်တော်လှန်ပြီးဆေးရနာကျင်စနစ်အောင်မှလွတ်မြောက်နိုင်မယ်လို့ယုံကြည်ကာ ABSDA ကချမှတ်ထားတဲ့နိုင်ငံရေးဥတည်ချက်၄ရဲ့အထမြောက်တဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ABSDA ကကတိပြုထားပါတယ်။ စစ်ကောင်ရှင်ရဲ့ရွေးကော်ပွဲဝါရဖျားဆလန်းဖြစ်တဲ့ခေတ္တမိုင်းကိုတုံးဆိုင်မဲ့သူများဆလန်းကိုလူမှုကွန်ရက်မှာဝေဖန်ရေးသားသူတွေရဲ့ post အား love react ပေးမှုနဲ့ရုပ်ရှင် director စပူထွန်းတဲလွင်နဲ့အွန်ချားလူတို့ကိုဖားစစ်ခဲ့တယ်လို့စစ်ကောင်ရှင်ကအော်တိုဘာ31ညပိုင်းကထုတ်ပြန်လာပါတယ်။ဒါ့အပြင်ခေတ္တမီဒီယာအပါအဝင်မီဒီယာအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေရဲ့ရေးသားထားတာတွေကိုလည်းအားပေးထောက်ခံပေးတယ်ဆိုပြီး post တွေမှာ love react ပေးထားတဲ့တပ်ပုံတွေကိုပါထုတ်ပြန်ခြင်းမှာပေါ်ပြထားပါတယ်။ ဖန်ဆီးခံရတဲ့အမှုပညာရှင်တွေကိုစစ်ကော်မရှင်ကသူတို့အပေါ်မထောက်ခံတဲ့အပြင်မကြမီချင်းပါမဲ့ရွေးကော်ပွဲအောင်မြင်ရေးအတွက်လည်းတာချွန်းတဲ့အမှုပညာကဏ္ဍမှပူပေါင်းပါဝင်ခြင်းမရှိဘူးလို့ဆိုပါတယ်။ဒါအပြင်စစ်တပ်ပေါ်မှာတဲ့အမှုပညာရှင်တွေကိုလူမှုကွန်ရက်စာမျက်နှာမှာတစ်ဆင့်ဝေဖန်ရေးသားထားတဲ့ပေါ်ထောက်ခံအပိခေကြောင့် CC တွေးရှိရတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့ကလည်းဝါဒပြဆက်လန်းကိုဝေဖန်တာကြောင့်ဒရိုက်တာမိတ်တီစပိုတယုတ်ဆောင်ကျော်ဝင်းထုနဲ့ဟာတာတယုတ်ဆောင်အုံတိန်တို့ကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောင်ရှင်ကထုတ်ပြန်ခဲ့ပါသေးတယ်။ပြီးခဲ့တဲ့ဇွန်လ29ရက်ကရွေးကော်ပွဲဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးစက်တဘာ30ရက်နေ့အထိအဲ့ဒီဥပဒေနဲ့အမှုပေါင်း24မှုမှလူ64ဦးကိုစစ်ကောင်ရှင်ကအေးအေးယူထားတယ်လို့ထုတ်ပြန်ထားပါသေးတယ်။အဲ့ဒီခေတ်သမိုင်းကိုတုံးဆိုင်မဲ့သူများဝါဒပြဆက်လန်းမှာ နေတုံမြင့်မြနေဝင်းအေချမွန်ချူလီမေမြင့်မွန်နဲ့ဆရာတွေဖြစ်တဲ့အွန်ခိုင်ငပြောကျော်သွင်းလက်စတဲ့စစ်တပ်ဘောမတဲ့အမှုပညာရှင်တွေကတုံ့ဆောင်ထားကြပါတယ်။အဲ့ဒီအမှုပညာရှင်တွေကိုအားမပေးဖို့နဲ့သူတို့ကြောင်ညာပါတဲ့ထုတ်ကုန်တွေပါတပိတ်မှော့ပြီးလူမှုရေးပြစ်ဒဏ်ပေးဖို့ဖြစ်သူတွေကတိတ်တူးနေပြီးရန်ကုန်ဒိန်အတွင်းလှုပ်ရှားနေတဲ့မြို့ပြပျော်ကြားအဖွဲ့တွေကလည်းလက်တွေ့အရေးယူတာတွေဆောင်ရွက်သွားမယ်လို့ကြေညာထားပါတယ်။ မေရိကန်ဆိုရရန်တရားလေပမှုဆိုင်ငံကာလဖြစ်နေတာနဲ့ထရာဆိုရရဲ့ရန်ပုံငွေဖြတ်တော်လျှော်ရှားမှုတွေကြောင့်သတင်းလုံငန်းတွေဆိုင်ငံထားမယ်လို့လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနကတရားဝင်ထုတ်ပြန်လာပါတယ်။အော်တိုဘာ30ရက်နေ့မှာ RFA ကလက်ကျန်လေပနေဆဲသတင်းထုတ်လွှင့်မှုအလုံးကိုမဖြစ်မနေဆိုင်ငံထားရမှာဖြစ်တယ်လို့ RFA အမှုဆောင်ချုပ်နဲ့ဩဂတ်ဖြစ်သူဘေဖန်က ပြောကြားခဲ့ပါတယ်။ဒါဟာ RFA ရတည်ခဲ့တဲ့29နှစ်ကြာသင်္นานတလျှော့ပထမဆုံးကြုံတွေ့ခဲ့ရတဲ့သတင်းလုံငန်းအလုံးစုံရတည်မှုဖြစ်လာကြောင်းကိုလည်းဆိုပါတယ် RFA အသတင်းလူလာခွင့်ကင်းမဲ့တဲ့တရုတ်မြန်မာတို့လိုနိုင်ငံတွေကိုအထူးကထားအယုံစိတ်တဲ့သတင်းလုပ်ငန်းလေပတ်မှုတွေရှိခဲ့ပြီးဒေါ်နယ်ထရန့်သမရဖြစ်လာပြီးနောက်ပိုင်း RFA အပါအဝင်အမေရိကန်ရဲ့ထောက်ပံ့မှုနဲ့လဲပတ်နေတဲ့သတင်းဌာနတွေရဲ့ရန်ပုံငွေခွဲရန်းကိုလုံလုံကျွကျွရှော့ရှပစ်ခဲ့တာပါ ဒီမိုကရေစီဝါဒထွန်းကားဖို့ရည်ရွယ်ချက်နဲ့ RFA ကိုဆယ်စုနှစ်သုံးခုနီးပါးမှထူထောင်ခဲ့ပြီးအမေရိကအစိုးရရဲ့ရန်ပုံငွေနဲ့လဲပတ်ခဲ့ပါတယ်။ရန်ပုံငွေအကြအတဲကြောင့်မတ်လကစပြီး RFA ဟာနိုင်ငံခြားသတင်းဌာနခွဲတွေကိုပိတ်သိမ်းတာတွေ၊မွန်ထားအများပြားကိုအနာပေးတာတွေလှုံ့ဆော်ခဲ့ပြီးပြီလို့ RFA အမှုဆောင်ချုပ်နဲ့ဩဂတဖြစ်သူဘေဖန်ကပြောပါတယ်။မြန်မာအပါဝင်အာရှနိုင်ငံတွေမှာ ိတ်ပိန်သတင်းထော်တွေကန်ထရိုက်တာတွေခန့်အပ်တဲ့ RFA ဟာထရရဲ့ရံပုံငွေဖြတ်တော့မှုတွေတိုင်ခင်အချိန်ထိအာနာရှင်တွေရဲ့သတင်းအကြောရာတွေကိုနှိမ့်နှိမ့်ချွချွတူးဆွာပြီးပေါ်ပြခဲ့ကြတာပါတရုတ်ဟာဝေကာမွ슬င်တွေကြုံတွေ့နေရတဲ့ဖိနှိပ်မှုတွေမြောက်ကိုရီးယားပြည်ပြည်တွေကြုံနေရတဲ့အခက်အခဲတွေစီအာနာသိမ်းမှုနှော့ဆက်တွဲအခြေအနေတွေကို RFA ကအထူးတလဲအာရုံစက်သတင်းယူပေးခဲ့တယ်လို့အာရှတာ RFA သတင်းဌာနကတင်ဝင်ထုတ်ပြန်ချက်မှာပါဝင်ပါတယ် ဒါပေမဲ့ Trump ဟာ RFA နဲ့ American သား VOA သတင်းဌာနတွေဟာလုပ်ငန်းလေပတ်မှုအရေးအသွေးအရာအယညာဖြစ်ပြီး American အစိုးရရန်ပုံငွေတွေကိုလည်းဖြုန်တိဖြစ်နေတယ်လို့ဆွဆွဲပြီးထောက်ပံ့ငွေပမာဏအများအပြားကိုကန့်တရဆက်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်နဲ့ရွှေပေါကမြို့တရှိရဲစခန်းအတွင်းကနေကင်းပဖို့ထွက်လာတဲ့ရဲတွေကိုပုံနဲ့ပြစ်ခတ်တဲ့ခိတ်ကထိခိုက်မှုရှိခဲ့တယ်လို့မြို့ပြပြောကြားတပ်ဖွဲ့ရန်ကုန်အာမီကဆိုပါတယ်။အော်တိုဘာလ31ရက် ည10နာရီဦးကျင်းမှာရွှေပေါ်ကန်နယ်မြေရဲစခန်းထက်ကကင်းပတ်ဖို့စင်ကယ်နဲ့ထွက်လာတဲ့စစ်ကော်မရှင်လက်အောက်ခံရဲတွေကိုပြင်းအားဖြင့်မိန်းနှလုံးလက်ပြုံပုံးတလုံးတို့နဲ့တိခတ်တိုက်ခိုက်လိုက်တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်ရဲအများပြားထိခိုက်နေတယ်လို့လည်းဆိုပါတယ်။ရွှေပေါ်ကန်မြို့တိမှနေထိုင်တဲ့ဒေသခံတဦးကတော့မင်းညားကပေါ်ကွဲတာနှစ်ချက်ကြားရတယ်လို့ VNB ကိုပြောပေမဲ့ထိခိုက်သိဆုံးတာနဲ့ပတ်သက်ပြီးတိခြားအတည်ပြုနေတာမရှိသေးပါဘူး။ အဲ့ဒီတိုက်ခိုက်မှုကိုရန်ကုန်အာမီနဲ့အနောက်ပိုင်းခေဘကာဖားတို့ပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးရန်ကုန်တိုင်းအတွင်းကမြို့ပြပျော်ကြားတပ်ဖွဲ့တွေဟာစစ်ကောင်ရှင်ကပြင်ဆင်နေတဲ့ရွေးကောက်ပွဲအပေါ်အပေးအမြောက်ကူညီပေးနေသူတွေကိုထိရောက်စွာအရေးယူတုံ့ပြန်သွားမယ်လို့ဆိုပါတယ်။ကြည်ရင်းသတင်းတွေပြီးမှတော့နိုင်ငံတကာသတင်းတွေဖြစ်ကိုကြည့်ရအောင်ပါ။နိုင်ငံတကာသတင်းတွေကိုတော့ VNB ရဲ့ဝင်းတော်သားကိုဖုံးပေါင်ကဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဗင်နီဇွဲလာကန်ယူရန်နီ American စစ်အင်အားစုစည်းမှုမြင့်တက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ American ပြည်တော်စုစစ်ဖက်ရေးရာဟာလက်ရှိမှာ Venezuela ကမ်းလွန်ပင်လယ်ပြင်နဲ့ Caribbean ပင်လယ်ထဲမှာတိတိတတ်တာကိုစစ်အင်အားတိုးချဲ့ဖြန့်ကျက်ထားပါတယ်။ဒီလျှောက်ရှားမှုဟာ American သမ္မတ Donald Trump ရဲ့ရည်ရွယ်ချက်ပေါ်မူရစ်စေဝါတိုက်ဖြတ်ရေးလားဒါမှမဟုတ်အစိုးရပြောင်းလဲရေးအတွက်တိုက်ခိုက်ဖို့ကြိုတင်ပြင်ဆင်မှုလားဆိုတဲ့မေးခွန်းကိုကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ဂျိုဒုတပ်ပုံနေအရာ USS Iogina Cantet စစ်စင်ရေးတုံးသင်းမောကြီးဟာဗင်နီဇွဲလားကမ်းရိုးတန်းကနေကီလိုမီတာ200အောက်ကွာမှာရောက်ရှိနေတာကို Sky News သတင်းဌာနကအတည်ပြုလိုက်ပါတယ်။ဒီသင်းမောပေါ်မှာ American တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်က Marine တပ်သားတွေဟာလက်နက်အစစ်ပြက်ကက်လေးချက်မှုတွေကိုအော်တိုဘာလ30ရက်နေ့ကလှုပ်ဆောင်ခဲ့ပါတယ်။ American ရေတပ်ရဲ့အကြီးဆုံးနဲ့အင်အားကောင်းဆုံးလေယာဉ်တင်သင်းမောဖြစ်တဲ့ USS Gerard R. Ford ဟာလည်း ဖြတ်တမောတောင်းစီနဲ့အတူကာရီဘီယံပင်လယ်တဲကိုဥတီနေပါဗျ။ကာကွယ်ရေးကျွမ်းကျင်သူနဲ့အမေရိကန်ဗိုလ်မှူးကြီးဟောင်းမက်ကန်စီယန်ကအမေရိကန်မှာလီဒင်းတမောဆက်တစည်းရှိတဲ့နဲ့တစည်းကိုဒီဒေတာကိုရွှေ့ပြောင်းတာဟာအလွန်ရေးပါတဲ့ရှည်လန်းဖြစ်တယ်လို့မှတ်ချက်ပြုပါဗျ။ကောင်ဟာဒီတင်မောရောက်လာရင်တိုက်ခိုက်မှုလုပ်ဖို့ပရင်းမောတစ်ခုဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားနိုင်တယ်လို့သုံးသပ်ခဲ့ပါတယ်။ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရ USS Gerald R. Ford ဟာ မိုးရဲ့စေဝါမှောင်ကိုလင်ငယ်တွေကိုတားဆီးဖို့မတင့်လျော်ပေမဲ့ရန်သူစစ်တပ်အင်အားဒါမှမဟုတ်ကုန်းမြေပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့အတွက်အလွန်ကောင်းမွန်တဲ့အစီအရာဖြစ်ပါတယ်။ထို့ပြင်လေချောင်းလမ်းချောင်းခြေရခန့်ချက်လက်တွေရ B1B နဲ့ B52 ဘုံကျဲလေယာဉ်တို့ဟာဗင်နီဇွဲလားကမ်းလွန်မှာပြန်တန်းစီခဲ့ပြီးဖိအားပေးမှုတွေကိုအဆက်မပြတ်တိုးမြင့်နေကြောင်းပြသနေပါတယ်။ပွာတိုရီကိုလေဆိပ်မှာလည်းလေချောင်းမြေပြင်တိုက်ခိုက်နေစွမ်းရှိတဲ့ F36 တိုက်လေယာဉ်6စီးကိုတွေ့ရှိခဲ့ရပါတယ်။ American တာဝန်ရှိသူတွေကဒီစစ်ရာစုစည်းမှုဟာမူကြီးစေဝါမှောင်ကိုကွန်ရက်တွေကိုဖြစ်စည်းပြဖို့ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။စက်တင်ဘာလ2ရက်နေ့ကလေးကစတင်ခဲ့တဲ့မူကြီးစေဝါမှောင်ကိုလေလို့တန်လျာရှိတဲ့သင်္ဘောတွေကိုတိုက်ခိုက်မှုကြောင့်လူ62ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း American တာဝန်ရှိသူတွေကဆိုပါတယ်။ Venezuela သမ္မတ Nicolas Maduro ကတော့ American ဟာသူ့အစိုးရကိုဖျောက်ချဖို့နဲ့တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်များတွေဖန်တီးနေတယ်လို့ဆိုဆွဲထားပါဗျ။တမရဒေါ်နယ်ထရန့်ဟာပင်လယ်ကနေဝင်လာတဲ့မူရစ်စေဝါတွေ900ကိုင်လုံးတိရောက်ချသွားပါပြီ။ဒါကြောင့်ကုန်းလန်းကနေဝင်လာတာကိုနောက်တဆင့်လောက်ရတော့မယ်လို့ပြောခဲ့ပါဗျ။သို့တော်လည်းနောက်ပိုင်းမှာဗင်နီဇဲလာအတွင်းတိုက်ခိုက်ဖို့စဉ်းစားခြင်းမရှိကြောင်းညင်းဆိုခဲ့ပါဗျ။ Wall Street Journal ရဲ့သတင်းအရ American ရာရှိတွေဟာမူရစ်စေဝါမှန်ခိုလုပ်ငန်းတွေနဲ့ဆက်ဆက်နေတဲ့ဗင်နီဇဲလာစီးရေးအဆောက်အဦတွေကို ပြစ်မှတ်အဖြစ်သတ်မှတ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။လက်ရှိအမေရိကန်ရဲ့စစ်အင်အားဖြည့်ကျက်မှုပုံစံဟာပုံမှန်မူရစ်စေဝါတိုက်ဖြတ်ရစ်တဲ့ပိုမိုကြီးမားတဲ့စစ်ရေးပဋိပက္ခတစ်ခုအတွက်ပြင်ဆင်နေသလားဆိုတဲ့မေးခွန်းကိုကဘာကစောင့်ကြည့်နေစေဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဂါဇာကိစ္စမှာဂျာမနီကိုပြက်သားစွာစိန်ခေါ်လိုက်တဲ့တမရအာဒိုဂန်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။တူရကီတမရအာဒိုဂန်ဟာ ဂျာမနီဝန်ကြီးချုပ်ဖရက်ဒရစ်မဲနဲ့တွေ့ဆုံစဉ်ပါလက်စတိုင်းကာဇာအရေးကို ပြင်းပြင်းထန်ထန်ကာကွယ်ပြောဆိုခြင်းဟာဂျာမနီနိုင်ငံရဲ့သတင်းမီဒီယာတွေကြားရိုက်ခတ်မှုများဖြစ်ပေါ်စေခဲ့ကြောင်းသတင်းရရှိပါတယ်။အချို့သောမီဒီယာကြီးများ၎င်းတစ်ဆုံမှုကို နောက်နိုင်ငံရဲ့အစ္စရေးအစိုးရမူဝါဒပေါ်အပြင်းထန်ဆုံးတုံ့ပြန်မှုဖြစ်သုံးသပ်ဖော်ပြခဲ့ကြပါတယ်။တမရအာဒိုဂန်နဲ့ဝန်ကြီးချုပ်မဲရူဟာအန်ကာယာမှာတွေ့ဆုံရမှာ ဂါဇာပြည်ပခါအဓိကငင်းပွားဖွယ်ရာအချက်ဖြစ်လာခဲ့ပါတယ်။တူရကီခေါင်းဆောင်ကလက်ရှိပါလက်စတိုင်းနေဖြစ်ပွားနေတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တဲများကြမှာအစ္စရေးကိုဆက်လက်ထောက်ခံနေတဲ့ဂျာမနီရဲ့ရည်ရည်ချက်ကိုတိုက်ရိုက်ဝေဖန်မိကွန်းထုတ်ခဲ့ပါတယ်။တဘရအာဒွန်ကကဘူးတွဲသတင်းစာရှင်းလင်းပွဲမှာအစ္စရေးစစ်စင်ရဲ့တက်ရမှုအသေးစိတ်ကိကနန်းတွေကိုကိုးကားရည်ဒီအမှန်တရားတွေကိုလစ်လို့ရှုပြီးဘလို့ဆက်ပြီးထောက်ခံနိုင်မှာတလဲလို့ ဝင်ကြီးချုပ်မဲ့အားမေးမြန်းခဲ့ပြီးဂျာမနီယာတမားရဲ့မှားရေးနဲ့ပတ်မှာယက်တည်နေခြင်းဖြစ်နိုင်ကြောင်းထောက်ပြခဲ့ပါတယ်ဝင်ကြီးချုပ်မဲ့ကမူ၎င်းတို့နိုင်ငံရဲ့အစ္စရေးလုံခြုံရေးအပေါ်တမိုင်းငွေထောက်ခံမှုတွေကိုခိုင်မာပြောကြားခဲ့သော်လည်းအစ္စရေးစိုးရရဲ့လုပ်ရတဲ့အတိုင်းကိုမျက်စိမိတ်ထောက်ခံနေခြင်းမဟုတ်ဟုဖြေရှင်းခဲ့ပါတယ်စူပါတွဲဆုံမှုဟာပါလက်စတိုင်းရေးနဲ့ပတ်သက်တဲ့နိုင်ငံတကာဆွေးနွေးမှုများမှာ တူရကီရဲ့ဩစာအချိန်ဝါမြင့်တက်လာပုံကိုမိမောင်းထုတ်ပြလိုက်ခြင်းလည်းဖြစ်ပါတယ်။အခြေလေပိုင်းမူကရမှာ ကြီးမားတဲ့ကွက်လဲမှုတွေရှိတော်လဲခေါင်းဆောင်နှုတ်လုံးဟာအခြားသောမဟာမြူရာမြောက်နယ်ပယ်များမှာဥပပေါင်းဆောင်ရွက်ရန်လိုအပ်မှုကိုလက်ခံခဲ့ကြပါတယ်။ဝန်ကြီးချုပ်မဲဟာတူရကီဟာဒေတာတွင်တည်ငြိမ်မှုနဲ့ခြွေပြောင်းအခြေချသူများစီမံခန့်ခွဲမှုအတွက်အရေးပါတယ်လို့အတိအမှတ်ပြုကဂျာမနီနဲ့တူရကီတို့ဟာတူဦးကိုတူဦးလိုအပ်ပါတယ်လို့ဆိုခဲ့ပါတယ်။ ထို့ပြင်တူရကီနဲ့ EU ဆက်ဆံရေးတိုးတက်စေရန်ကတိပြုခဲ့တယ်လို့ဒီမိုကရေစီစံနှုန်းများနဲ့ပတ်သက်၍မျှော်လင့်ချက်များရှိနေတဲ့ကြောင်းဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်ဝမ်ဂျီလက်ကြားမှာတင်းမာမှုဆက်လက်မြင့်တက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်ဝမ်နိုင်ငံကာဝေးဝန်ကြီးဌာန MND က၎င်းတို့ရဲ့အချုပ်အခြာအာဏာပိုင်နယ်မြေပတ်လည်မှာတရုတ်နိုင်ငံရဲ့စီးရဲလှုပ်ရှားမှုတွေကို ယနေ့နိုဝင်ဘာလ၁ရက်နေ့နံနက်ပိုင်းထိဆက်လက်တွေ့ရှိရကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့အရဲဝင်ထုတ်ပြန်ချက်အရဒေသစံတော်ချင်းနံနက်၆နာရီထိတွေ့ရှိခဲ့ရတဲ့တရုတ်စစ်တပ်ရဲ့လှုပ်ရှားမှုများဟာအောက်ပါအတိုင်းဖြစ်ပါတယ်။တရုတ်ပြည်သူလူမျိုးရေးတပ်မတော် PLA ရဲ့လေရင်၅စီဟာထိုင်ဝမ်ရေလက်ကြားတွင်လှုပ်ရှားခဲ့တယ်လို့ဆိုပါတယ်။၎င်းတို့နဲ့၃စီဟာထိုင်ဝမ်ရေလက်ကြားရှိ မီဒီယာလိုင်းကိုဖျက်ချော်တာ နိုင်ငံရဲ့အရှေ့ပိုင်းနဲ့အနောက်တောင်ပိုင်းလေကြောင်းရံကာကွယ်ရေးတပ်မတ်စုံ EDIZ အတွင်းလို့ဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ထို့ပြင် ထိုင်ဝမ်ပတ်လည်တွင်လည်းတရုတ်ရီတက်စစ်ရေရင်ရှစ်စီးလှုပ်ရှားခဲ့တယ်လို့ဆိုပါတယ်။ထိုင်ဝမ်လက်နက်ကိုင်တပ်ဖွဲ့များအဆိုပါအခြေအနေကိုစောင့်ကြည့်လျက်ရှိပြီးတင်းလျော်သလိုတုံ့ပြန်မှုများပြုလုပ်ခဲ့ကြောင်းကာကွယ်ရေးဝန်ကြီးဌာနကအတည်ပြုခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုများအဆက်မပြတ်ဖိအားပေးနေခြင်းကိုတံပြန်ရန်အတွက် ထိုင်းဝမ်ဟာ၎င်းတို့ရဲ့အမျိုးသားရေးလုံခြုံရေးမူပေါင်းများကိုပြင်းပြထန်ထန်ပြန်လည်တုံ့တက်နေပြီးအဆင့်မြင့်တင်နေခဲ့ပါတယ်။မှုဆောင်ဝန်ကြီးချုပ်ဇာဗီယာချန်းကတရုတ်ရဲ့လုံခြုံရေးချိန်ဆမှုတွေကိုတံပြန်ရန်အစိုးရရဲ့ကြန့်ခိုင်သောတုံ့ပြန်မှုများကိုမိမောင်းထုတ်ပြခဲ့ပါတယ်။ဤဆောင်ရွက်ချက်များဟာသမရဝီလျံလိုင်ရဲ့အမျိုးသားလုံခြုံရေးမဟာဗျူဟာအချက်၁၈ချက်နဲ့ကန့်ညီပြီးတရုတ်ရဲ့ချုပ်ချာအာဏာထိုးဖောက်ရန်ကြိုးပမ်းမှုများ စစ်တပ်တွင် ထိုးဖောက်မှု လူထုအမြင်ကိုထိန်းချုပ်ရန်ကြိုးပမ်းမှုများနဲ့ပြန်လည်ပေါင်းစည်းရေးဝါဒဖြစ်မှုများမှာကာကွယ်ရန်ရည်ရွယ်ပါတယ်။ထိုင်ဝမ်ဆိုရာ၎င်းတို့ရဲ့စီးပွားရေးနဲ့ကာကွယ်ရေးခံနိုင်အားကိုမြင့်တင်ရန်အတွက်ဥပဒေ20ခုပါဝင်အဓိကလုပ်ငန်း120ကိုအကောင့်ထဲဖော်ရန်စီစဉ်နေကြောင်းသိရပါတယ်ခင်ဗျာ။ဤဆက်ကြော်ရာပြင်ပမှဂျေတာယာအောက်ကကဲ RI Atlas ဟာနေနဲ့အနည်းဆုံးဖြတ်တန်းဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့နေဆက်ကြော်ရပြင်ပါ Interstellar မှာစတင်ခဲ့တဲ့ 3i Atlas အမည်ရှိကျေတရာအောက်ကခဲ့ဟာဗုဒ္ဓဟူးနေ့မှာနေနဲ့အနည်းဆုံးကွာဝေးကိုဖျက်ကျော်ခဲ့ပြီးဆက်ကြော်ရပြင်ပါသူပြန်လည်ထွက်ခွာမယ့်လမ်းကြောင်းကိုရောက်ရှိသွားပြီဖြစ်ကြောင်းသိရပါတယ် Sky ရဲ့ဆိုရဤအောက်ကခဲ့ဟာနေမှာမိုင်ပေါင်း126တန်းကီလိုမီတာ203တန်းခန့်ကွာမှာရှင်းကပ်ခဲ့ပါတယ်လက်ရှိအချိန်မှာ ကဘာမီပေါ်မှာတယ်လီစကုပ်များရဲ့ရှုထောင့်အရာနေရည်နောက်ွယ်တွင်ရောက်ရှိနေတော်လဲနက္ခတ်ဗေဒပညာရှင်များဟာရက်စတပတ်အနေငယ်တွင်၎င်းကိုပြန်လည်မြင်တွေ့ရဖို့မျှော်လင့်နေကြောင်းမက်ရှိကန်ပြည်နယ်တက္ကသိုလ်မှယူပဗေဒနှင့်နက္ခတ်ဗေဒလက်ထောက်ပါမောခဒါနိုင်းစလီမန်ကပြောကြားခဲ့ပါတယ်။အစကိုင်းအစိုးရတယ်လီစကုပ်တို့ရဲ့ကြည့်ရှုသူများဟာနိုဝင်ဘာလ17ရက်နေ့မှစပြီးနေမထွက်မီကောင်းကင်ယံမှာ၎င်းအောက်ကကဲ့ကိုမြင်တွေ့နိုင်ပါတယ်။ ဤဥက္ကကေဟာဒီဇင်မာလ19ရက်နေ့မှာကဘာမြင်တဲ့အနည်းဆုံးဖြစ်တဲ့မိုင်ပေါင်း168တန်းကီလိုမီတာ280တန်းกว่าကိုရောက်ရှိမည်ဖြစ်တော်လဲကဘာကျူကိုချိန်ချမှုမရှိကြောင်းဥရောပအာကာသအေဂျင်စီ ESC မှအတည်ပြုထားပါတယ်ဥက္ကကေများဟာနေဆက်ကြဝဠာများစတင်ဖွဲ့စည်းစဉ်ကကြံရစ်ခဲ့တဲ့နှင်းပေါ်လုံးများနဲ့တူပြီးရေကဲပုံမုံနဲ့ကြောက်တုံးများဖြင့်ဖွဲ့စည်းထားပါတယ် ကျေတရားများနီးသို့ရောက်တဲ့အခါမှာပူချင်ကြောင့်ဓက်ငွေနဲ့ဖုံမုံတွေထွက်လာက၎င်းရဲ့အမှတ်သားဖြစ်တဲ့အမီးရှည်ကြီးကိုဖြစ်ပေါ်စေပါတယ်။၎င်းအောက်ကကဲဟာနေနဲ့အနီးဆုံးကိုရောက်ရှိလာစမှာထွက်ပေါ်လာတဲ့ပစ္စည်းများဟာမူလစတင်ခဲ့တဲ့ကျေစနစ်ရဲ့ဖွဲ့စည်းပုံကိုဖော်ပြနိုင်တာကြောင့်နက္ခတ္တဗေဒပညာရှင်များအနေဖြင့်စောင့်ကြည့်လေ့လာမှုများတိုးမြင့်လှုပ်ဆောင်နေပါတယ်။ James Webb Space Telescope နဲ့ NASA ရဲ့ Spear X ကဲ့သို့သောအစွမ်းထက်တဲ့ကိရိယာများကိုအသုံးပြုကာ နေနီးတော့ချင့်ကက်လာစဉ်အောက်ကာခဲမှကာဗွန်နိုင်အောက်ဆိုက်ရေကာဗွန်မိုနောက်ဆိုက်ကာဗွန်နိုင်ဆာဖိတ်နဲ့ရေခဲများထွက်လာသည်ကို တွေ့ရှိရကြောင်း ESC ကထုတ်ပြန်ခဲ့ပါတယ်။မူလခန့်မှန်းချက်များအရ 3i Atlas အောက်ကာခဲဟာနှစ်ပေါင်း3ဘီလီယံမှ7ဘီလီယံထိတက်တန်းရှိနိုင်ပြီးကျွန်ုပ်တို့ရဲ့နေဆက်ကြဝရာတက်တန်း2.6ဘီလီယံနှစ်ထက်ပို၍ချေကျကြောင်းပညာရှင်တွေကဆိုပါတယ်။နက္ခတ္တဗေဒပညာရှင်များဟာ ဤဥက္ကာကဲဟာကျွန်တော်တို့ရဲ့နေဆက်ကြော်ရာမှာထွက်ခွာမသွားမီနောက်ထပ်လာပေါင်းများစွာလေ့လာခွင့်ရမယ်ဖြစ်ပြီး၎င်းမှနေ၍အာကာသဆိုင်ရာအမခန်းစိတ်ပညာရများထွက်ပေါ်လာမည်ဟုမျှော်လင့်ကြောင်းပေါမောက်ခစတီမန်ကပြောကြားသွားခဲ့ပါတယ်ခင်ဗျာအခုနားဆင်ခဲ့ရတာကတော့ကိုဖုံးမွန်တင်ဆက်ပေးခဲ့တဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့သိပ္ပံနည်းဤပညာသတင်းတွေကိုနားဆင်ခဲ့ရတာပါနားဆင်ခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ် ပရင်ပြည်ရဲ့ညာကင်းတဲ့အစီအစဉ်တွေကိုဒီမှာပဲရနာခွင့်ပြုပါ။နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကြည့်ရှုပေးခဲ့ကြတဲ့ရော့ချင်းစီတိုင်းကိုကြီးစုတင်ပါတယ်။အားလုံးပဲပေးရန်ကင်းကွာပြီးရှင်လန်းချမ်းမြေ့ကြပါစေ။ Burma Independent Voice